ဟုတ်ကဲ့အားလုံးပါမင်္ဂလာပါခင်ဗျာ Indie Min Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုလာရောက်တင်ဆက်ပြီးရင်ကတော့ကျွန်တော်တို့ဒီ Chrome browser ထဲမှာကျွန်တော်တို့ဒီ Chrome browser ကိုအသုံးပြုတဲ့အခါမှာကျွန်တော်တို့ဒီ internet အကောင့်ပေါ့နော်ဒီ Chrome browser နဲ့ကျွန်တော်တို့ Chrome browser ထဲကိုဝင်ပြီးတော့ Facebook တို့ YouTube တို့တခြားသော software တွေကိုဝင်ပြီးတော့ download ဆွဲတာဖြစ်ရောနော်အဲ့လိုလုပ်တဲ့အခါမှာဒီ ဒါပြောင်းစာအသုံးချပြီးတော့ကျွန်တော်အင်တာနက်အသုံးပြုတဲ့အခါမှာအင်တာနက်ကိုမြင်အောင်အင်တာနက်ချိန်ကြီးပေါ့နော်အဲ့ဒါလေးရဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီဟိုဟာ browser ထဲမှာကျွန်တော်တို့ရှာပြီးတော့ရှာဖွေပြီးတော့ကြည့်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့အတန်ရှင်းရေးလောက်ရမှာပေါ့နော်အဲ့ဒါတွေကိုတန်ရှင်းမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဖုန်းထဲကိုဒီဟိုပေါ့နော်မကောင်းတဲ့ဒီဗီဒီယိုကြောင့်ညာတွေပေါ့နော်အဲ့ဒါတွေဝင်တတ်ပါရဲ့နော်အဲဒီဖုန်းအင်တာနက်ဖွင့်လိုက်တဲ့တောက်လျှောက်ဝင်တာပေါ့နော်မဖွင့်ဒီ အင်တာနက်ပိတ်ထားလို့ရှိရင်တော့မဝင်ဘူးပေါ့နော်။အင်တာနက်ဖွင့်လိုက်တဲ့အခါမှာအလိုတလောင်းနောက်ဝင်လာတဲ့အခါပေါ့နော်။မကောင်းတဲ့ဒီကြောညာတွေပေါ့နော်။အဲ့ဒါတွေဝင်လို့ရှိရင်ပိတ်တဲ့နီးလေးပေါ့နော်။ပိတ်တဲ့နီးလေးရဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်ကပြောတဲ့ရှာဖွေပြီးကြည့်ထားတဲ့ဗီဒီယိုတွေကိုကျွန်တော်တန်ရှင်းလုပ်နေပေါ့နော်။အဲ့ဒါလေးသုံးခုကျွန်တော်လာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ cloud browser တွေကိုတွားလိုက်ပါမယ်နော်။အရင်ဆုံးကျွန်တော်တို့ကအင်တာနက်ကိုအမ် ဒီ crowd browser ဆိုတော့အသုံးပြုပြီးတော့မြင်အောင်ပေါ့နော် crowd browser ဆိုတော့အသုံးပြုပြီးတော့ကျွန်တော်ဒီ Facebook တို့ YouTube တို့အသုံးပြုတဲ့အခါမှာမြင်အောင်လို့ကျွန်တော် internet ချိန်မယ်ပေါ့နော် internet ချိန်မယ်ဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာအဆက်ကလေး30ရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ setting တွေကိုသွားလိုက်ပါမယ်နော်အဲ setting နဲ့ရောက်ပြီဆိုလို့ကျွန်တော်ဒီမှာ privacy and security ပေါ့နော်အဲ့ညာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီဟောက်မှာနည်းနည်းလေးဆွဲတင်လိုက်ပါတော့ဒီမှာ ျွန်တော် DIS ဆိုတာတွေးပါလိမ့်မယ်เนาะ U ဒီမှာဘောเนาะ DIS ဆိုတာလေးတွေးလိုက်ပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက်ပါနှိမ့်လိုက်လို့ရင်ကျွန်တော်တို့ဟာအရင်ဆုံးဒီမှာဖြင့်လဲဖြင့်နေမှာဘောเนาะကျွန်တော်ဒီနေရာကိုရောက်အောင်လဲရောက်နေမယ်ရောက်နေလို့ရှင်အောက်ကဟာလေးကိုနှိမ့်ပေးလိုက်နှိမ့်ပြီးလို့ရှင်ကျွန်တော်ဒီမှာဒီအောက်မှာဒီမှာမြားလေးတစ်ခုရှိရဘောเนาะအဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက်တကယ်လို့ကျွန်တော်တို့ဒီတစ်သုံးလုံးမှာရှိမနေဘူးချမ်းနေမှာရောက်နေဆိုရင်ဒီတစ်သုံးလုံးဥစ္စာလေးကိုကျွန်တော်တို့ဒါရွေးပေးလိုက်ရမှာဖြစ်ပါရဲ့နော် အဲတခါရင်ဒါတွေပိတ်နေရရှိရင်ဒါဖွင့်လိုက်ပါတော့အဲဒီနေရာကိုထားပေးရမယ်ဒီနေရာကိုထားပေးလိုက်ပါတော့ထားပေးပြီးတော့ခုနဓာလေးကိုနှိပ်ပြီးတော့ဒါတစ်တုံးလုံးကိုရွေးပေးလိုက်ပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီ crop browser ကိုအသုံးချပြီးတော့ကျွန်တော်တို့ Facebook တို့ YouTube တို့အသုံးပြုမှဆိုရင် internet ကိုပို့ပြီးတော့မြင်စေပါတော့ internet speed ကိုပို့ပြီးတော့အရင်အထက်မြင်စေပါတော့ ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟွာပေါ့နော်တန်ရှင်းအလုပ်မယ်ပေါ့နော်ကျွန်တော်ရှာဖွေကြည့်ထားတဲ့ဗီဒီယိုတွေအများကြီးရှိပါရဲ့နော်အဲ့ဒါတွေအဲ့ဒါတွေကိုကျွန်တော်တို့ကတန်ရှင်းအလုပ်မယ်တန်ရှင်းအလုပ်မယ်ဆိုကျွန်တော်ဒီမှာနှစ်ခုရှိရပေါ့နော်နှစ်ခုမှာကျွန်တော်ဒီအောက်ကအဲဒီဒရိနဲ့ပေါ့နော်ဒလိနဲ့ကျွန်တော်တို့ကတန်ရှင်းအလုပ်မှာဖြစ်ပါတယ်ဒီဟစ်စတိုနဲ့မလုပ်ဘဲနဲ့အောက်ကဒရိနဲ့ပေါ့နော်တန်ရှင်းအလုပ်မယ်ဆိုလို့ရှိရင်နှိမ့်လိုက်ပြီနှိမ့်လိုက်ပြီဆိုရင်ဒီနေရာမှာ လွန်ခဲ့တဲ့ပေါ့နော်15မိနစ်ကဟာဖြစ်မှာလားဒါမှမဟုတ်နှိမ့်လိုက်ပေါ့နော်နှိမ့်လိုက်လို့ရှိရင်ဒီမှာပေါ့နော်အများကြီးပေါ့နော်24နာရီ9နာရီပေါ့နော်ဒီမှာလေးဘတ်ပေါ့နော်ကျွန်တော်တို့ကတော့အကောင်ဖြတ်မယ်ဆိုလို့ရှိရင်ဒီရောက်က all time ဆိုတာပေါ့နော်အဲ all time ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကအကောင်လုံးဖြတ်တာပေါ့နော် all time ဆိုတာကိုနှိမ့်လိုက်နှိမ့်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာတစ်ချက်ထပ်နှိမ့်မယ်နော် ဒီမှာအားရလေးကိုနှိမ့်လိုက်နှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတကယ်လို့ပေါ့နော်ကျွန်တော်ဒီနေရာမှာအဲဒီ password ဆိုတဲ့နေရာမှာအမှန်ကြီးကလေးပေးနေရဆိုလို့ရှိရင်တော့ဖြုတ်ပေးလိုက်ပေါ့နော်အမှန်ကြီးပေးထားရင်ဖြုတ်လိုက်ပါအဲကျွန်တော်ကဒီမှာတစ်ခုပဲအမှန်ကြီးပေးမှာပေါ့နော်အဲကျန်တဲ့နေရာတွေအမှန်ကြီးပေးမှာဆိုရင်လည်းပြလို့ရပါတော့ဒီအောက်ဒီမှာအဲဒီတကယ်ကျွန်တော်ပြောချင်တာကဒီနေရာလေးပေါ့နော် စစ် password ဆိုတဲ့ဟာတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ cloud browser အသုံးပြုပြီးတော့အသုံးချပြီးတော့เนาะဒီ cloud browser ကို cloud browser နဲ့ကျွန်တော်တို့ဒီဝင်ထားတဲ့ Facebook တို့ကျွန်တော်ဒီ YouTube တို့ဗောနော်အဲ့ရဲ့ password တွေကကျွန်တော်ဒီထဲမှာရှိတယ်ဗောနော်ဒီထဲမှာမှတ်ပေးထားပါတယ် cloud browser ထဲမှာမှတ်ပေးထားရဗောနော်ကိုအားလုံးမဟုတ်ဒီနေရာလေးအမှတ်ချပြီးတော့ဒီရောက်က delete နှိမ့်လိုက်မယ်ဆိုလို့ရင်အဲ password တွေအကုန်လုံးပျောက်သွားမှာဖြစ်ပါရဲ့နော် တကယ်လို့ပြန်ဝင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့အစ်စ်ပြန်ဝင်ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုထားပေးထားလိုက်ပါနော်ကျလို့မထားချင်းကိုကနေပြီးတော့ဒီ password တွေကိုမှတ်မိတယ်ဆိုလို့ရှိရင်လည်းဖျက်လို့ရပါတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီရောက်မှာ delete ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရှင် okay ဆိုတာကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှာဖွေပြီးတော့ကြည့်ထားတဲ့ video တွေအခြားသောအခြားသောဟာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးချက်ချင်းပျောက်သွားပါပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုပါလဲခုနကကျွန်တော်ပြောတဲ့ ဒီဒီဖုံးဖွင့်လိုက်လို့ရှိရင်ပေါ့နော်ဒီကြောညာတွေပေါ့နော်ကိုကြည့်ထားတဲ့ဗီဒီယိုတွေကနေပြီးတော့မှဒီကြောညာတွေဝင်တာပေါ့နော်မကောင်းတဲ့ဗီဒီယိုတွေပေါ့နော်အတားတွေကိုကျွန်တော်တို့ပိုက်မယ်ပေါ့နော်ပိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ setting နဲ့ကိုသွားလိုက်မယ်နော် setting နဲ့ရောက်ပြီဆိုရင်ကျွန်တော်ကပေါ်လေးကိုနည်းနည်းလေးဆွတ်တင်လိုက်မယ်နော်ဒီမှာပေါ့နော် notification ပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော် နေလိုက်လို့ဒီနေရာမှာခွင့်ပြုချက်ဖွင့်လာတဲ့ဆိုရင်ခုလိုမျိုးကျွန်တော်လိုမျိုးပိတ်ပေးလိုက်ပါနော်အဲလိုမပိတ်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့ကြောင်းညာလေးဒလဆက်ဒီမှာပေါ့နော်ဒီ note ဒီ note ဒီမှာဒီလိုလိုဆွချလိုက်လို့ရှိရင်အများကြီးပဲပေါ့နော်ပေါ်နေမှာဖြစ်ပါတယ်မကောင်းတဲ့ဆက်စီပေါ့နော်အဲလိုကြောင်းညာလေးလည်းဝင်တတ်တယ်ပေါ့နော်အဲလိုမျိုးပိတ်ပေးလိုက်ပါနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲခင်ဗျာမိတ်ဆွေများလုံးကိုစိတ်နဲ့ဗျာကျမ်းမှတ်ချမ်းသာကြပါစေကျွန်တော်ဗီဒီယိုလေးရမိတ်ဆွေတို့အတွက်ကို အကျိုးရှိတဲ့ဘုသူဒ္ဓရရဆိုလို့ရှိရင်ဗီဒီယိုလေးရောက်က subscribe ဆိုတဲ့နေရာစာသားလေးကိုနှက်ခက်ပေးပြီးတော့ဘေးနားခါရောင်းလေးပေါ်လိုက်ခါရောင်းလေးကတိကျကြောက်တောင်းဆိုခြင်းပါတယ်မိတ်ဆွေများလို့ကိုစိတ်နဲ့ဗျာကျမ်းမှချမ်းသာကြပါစေ